ဂျပန်မြေရှိသောတန်ဂိုင်လာပြည်များနံပါတ်1အကမတူတည်းဂျမန်နိုင်ငံမှာတော့အပြင်ရောက်နေလို့ဘွိုင်းနဲ့ရှာခြင်းနဖေးဆိုင်ကို shopping center လို့ပြီးရပါလေ။ဒါပေမဲ့ဂျပန်မှာတော့ toilet တွေကတော်တော်လေးပေါ့ပါလေ။သင်ဟာယထာဘူတာဇီဝစင်တာနောက်ဆုံးပန်းခြံတွေမှာစားအင်္ဂါတွေရှိပါလေ။ဒါကြောင့်ကိစ္စထိပါရောက်နေရင်စိတ်ပူစရာမလိုပါဘူး။ဒါပေမဲ့စိတ်ပူစရာကောင်းတာကတော့အဲ့လိုအင်္ဂါတွေပေါ်လာကြအောင်အခုလိုအကမတူဆိုတဲ့တရားဖြစ်လာတာပါ။ဒီတရားဟာအမျိုးသမီး toilet တွေမှာပဲလိုက်ချောက်တက်တဲ့တရားပါ။အဲ့ဒီအပြင်သူဟာအင်္ဂါတွေမှာ၆ရင်းနဲ့အင်္ဂါရဲ့ဒေါဆုံးအခန်းမှာပဲပေါ်ပေါ်လာတတ်ပါလေ။ပြီးရင်တော့တင့်ကို toilet ပါအကြောင်းရေးထိုင်ပြီးတော့ဘလူနီးနဲ့လဲဆိုတော့ရေးရပါပါသူ့ရဲ့ဖြစ်ပေါ်လာပေါ်ကရာဆွေလေးရှိပါတယ်သူ့ရဲ့နာမည်ကအာကာမတ်တူဆိုတာကအဓိပ္ပာယ်ရှိပါတယ်အာကာဆိုတာကဂျပန်လူဆိုရင်အမည်ရောင်ဖြစ်ပြီးတော့မတ်တူဆိုတာကကုန်းရှင်ယူပြောတာပါဖြစ်ပေါ်လာပေါ်ကလုံခဲ့တဲ့20ရာစုခေတ်ကလေးရှိနေတာပါအရင်1935ခုနှစ်တည်းကကသူကအရင်ချိုးတဲ့ကောင်လေးတယောက်ကကိုယ်ရည်အမည်ရောင်ဝတ်ပြီးတော့အိုဆာကာမှာရှိတဲ့အမျိုးသမီးလော်ကာတွေထဲမှာပုံပြီးတော့အမည်ချိုးကြီးနေရှိပါတယ်ဒီလိုနဲ့တနည်းမှာသူကအစီအတဲ့တော့မချွတ်လို့ပဲရှိနေကြတာပါဒါပေမဲ့အဲ့ဒီအချိန်ကြီးသူကလူတွေကိုလိုက်မချောက်ပြပါဘူးအပြင်တော့ ယ်မှာအဲ့ဒီကိုစားကကြောင်းကကြောင်းလူလေးကပဲသူ့တန်းထဲမှာသူကအမြဲနိုင်ချစ်ခံနေရတာကြောင့်သူမဟာအောက်လန်းကြီးနဲ့အဲ့ဒီကိုခေါ်ပြီးတော့လက်စားချေခဲ့ပါလေသူခေါ်လိုက်တာကြောင့်အဲ့ဒီဘေးကလည်းအဲ့ဒီကိုစားကကြောင်းကအင်္ဂါရီထဲမှာပြန်ပေါ်လာပြီးတော့ကြောင်းလူလေးကိုသူဟာသူ့တက်မဲ့တောင်းအောင်အင်္ဂါမှာလိုက်ချပြီးတော့အင်္ဂါရဲ့တောင်စိုးထဲထဲမှာရှိနေတဲ့ကြောင်းလူလေးကိုရွေးပြီး တေဟာအင်တာတက်နေရင်လည်းတိတ်ကိစ္စပြင်းတိတ်ကိုအပြင်ရနေပြီးအတန်ပြီးပါလိမ့်မယ်။ပြီးရင်တိတ်ကိုတ िश ူးအပြာနဲ့အနီရောင်တွေကဘယ်ဟာယူမလဲဆိုပြီးတော့မေးပါလိမ့်မယ်။တခုရှိတာကတင်ပါကိုရွေးရင်အဖြစ်မှန်ဆိုတာမရှိပါဘူး။ဘယ်ရောင်မဲရွေးရင်တင်ဟာဆူဆူရွရွပဲ။အနီရောင်ရွေးရင်တော့တင်ပေးမှာချက်ချင်းအကမတ်သူတွေကပေါ်လာပြီးတော့တင်လေပြီးအနီရောင်ရေးပြီးတော့ဖြစ်ဖြစ်ပါပါ။အကယ်လို့တင်ဟာအပြာရောင်ရွေးရင်တော့တင်ကိုနေပင်းညစ်ပြီးတော့တင်းမျက်နှာကြီးပြောင်းလဲသွားတဲ့အချိန်နေပင်း ။သင်ဟာဒါကိုသိနေလို့တခြားအရာကိုယူခဲ့မယ်ဆိုရင်တော့သင်ကိုအမောင်တဲ့အနေနဲ့အကမတ်တို့တည်းကဆွေးခေါ်တော့မှာပါ။အကယ်လို့ဘာမှပြန်မဖြစ်ပဲဒီတိုင်းနေလို့လည်းမရပါဘူး။အဲ့ဒီအိမ်သာတွေမှာပဲသင်ဟာအချိန်ရက်နေပြီးတော့တသက်လုံးပြေးမိနေမှာပါ။အဲ့ဒါကြောင့်သင်ပေါ်တယ်လို့လည်းကြားမှာမဟုတ်ပါဘူး။သင်အဖြစ်ကိုမရမချင်းနဲ့သူဟာဒီတိုင်းပဲရက်ပြီးတော့သင်ကိုစောင့်ကြည့်နေမှာပါ။တခြားလူမျိုးနိုင်ငံတွေလည်းတခုလိုရှိပါလေ။သင်ဟာတရှိမလို့ပြောလို့ရှိရင်တော့သင်ရဲ့လမ်းတစ်ချောင်းကိုလင်းနေဆိုပြီးတော့သင်နေတာပြထားရင်သူဟာသင်ကိုနာကျင်မှုအနေဆုံးနေလိုက်မှာပါ။ဘလို့လဲဆိုရင်တော့အိမ်သာကောင်းလေးကိုထည့်ပြီးတော့ရင်းနှီးပြီးတော့ ဲ့အကြောင်းတင်ဟာဂျပန်ကအင်တာဒီမှာတက်မယ်ဆိုရင်တော့တောင်ဆုံးခန့်ကိုဝေးရင်းပြီးတော့ကြံပေးပါလိမ့်ခင်ဗျာဒီလိုတင်ဟာမြန်မာပြည်မြန်မာနိုင်ငံနဲ့ချုပ်တိုးလို့ရှိရင်လည်းဒီတရားဝင်နေတယ်ပါခင်ဗျာဘာပန်းနေဟနာကူဆာ ။ဒါကြောင့်ဒီနေ့ဂျပန်တရုတ်တွေကတွန်းတက်မှုပရောဂျက်ပုံရပါတယ်။ဒါကလည်းဂျပန်မှာကအင်ဂါရီတော်တော်ပေါ်လို့ဆိုတာဖြစ်နေပါတယ်။ဟာနာကိုဆန်လို့ခေါ်တဲ့တရေဟာလည်းအင်ဂါရီထဲမှာပဲလိုက်ပြီးတော့ချက်တာပါ။ဒါပေမဲ့သူကတော့ကျောင်းတွေရဲ့အင်ဂါရီထဲမှာပဲလိုက်ချက်တာပါ။ဟာနာကိုဆန်လို့ခေါ်တဲ့သူကစပင်းအမဲရောင်နဲ့အင်ဂျီအဖြူစကတ်အနီနဲ့တရေပါ။သူ့ရဲ့အကြည့်ကတော်တော်လေးကိုပြည့်စပ်ပြီးတော့ချင်းမြဲတဲ့သူလည်းကသူ့ရဲ့တော်စီပါတယ်။ဟာနာကိုဆန်ကလည်းကျောင်းရဲ့အထက်သုံးတက်မြောက်ရဲ့သုံးတက်မြောက်အင်ဂါမှာရှိတယ်လို့ပြောကြပါတယ်။သူကဒီတိုင်းတော့မချက်ပါဘူး။သူ့ကိုတော့ခေါ်မှာပေါ်လာတာပါ။အကယ်လို့တင့်မှာဒါကိုလုံးချင်တဲ့စိတ်မျိုးရှိရင်တော့တုံးတက်မှာရှိ တယ်အင်္ဂါ၃ကမြောက်ကိုတော့ပြီးတော့တကားခေါ်ပြီးလို့ရှိရင်ဟာနာကိုဆန်မင်းအထင်းမှရှိလားဆိုပြီးတော့ဂျပန်လူဟာနာကိုဆန်ဒီမစကားဆိုပြီးတော့ပြီးလိုက်ပါအဲ့ဒီမှာကြောက်စရာကောင်းတယ်ဒီဆက်တဲ့အတန်တခုကတင့်ကိုပြန်ပြီးတော့ထူပါလိမ့်မယ်ပြီးရင်တော့သူ့တန်ဟာပြောက်သွားပြီးတော့အင်္ဂါရေဆွဲချတန်ကိုကြားပါလိမ့်မယ်အဲ့ဒါမှမဟုတ်ရင်အင်္ဂါလေးကနေဆွဲခေါ်ပြီးတော့တင့်ကိုတက်ပြန်မှာပါသူ့ရဲ့ဖြစ်ပေါ်လာပုံကလည်းရှိပါလိမ့်သူဟာဒုတိယကဘာစစ်မှာလေးရင်ဘုံကျတဲ့တန်နဲ့သူ့တက်နေတဲ့ကြောင်းပေါ်ကိုဘုံကျပြီးတော့ ထားတဲ့ဝိဇုံကအဲ့ခေတ်ကကျောင်းသူဝိဇုံကြီးနဲ့တူနေတာပါ။သူမရဲ့ဝိညာဉ်ကဝိညာဉ်လောကနဲ့လူလောကကြမှာပြည့်မိနေပြီးတော့သူမဟာလူသူကိုလာနောက်ချက်တဲ့ပုံစံမျိုးကို ်နော်ဂျပန်မှာကလေလေးကနေကကက်ဆူဂျီကနေဆိုပြီးတော့ပြကြပါလေတချို့အဆောက်အဦတွေဆိုလို့ရှိရင်လေးတက်မြောက်ကိုခြံထားခဲ့ပြီးတော့သုံးတက်မြောက်ပြီးရင်ငါးတက်မြောက်ကိုစောက်ထားပါလေဘာလို့လဲဆိုရင်တော့လေးဆိုတာဂျပန်လိုရှိဆိုပြီးတော့အတန်ထွက်လို့လေရပါလေရှိတာဂျပန်လိုရှိမှုဆိုတဲ့တည်တည်ဆိုတဲ့အတန်တော့နဲ့တူနေလို့ပါတချို့တွေရဲ့ဆိုရဂျပန်เจ้าတွေရဲ့အင်တာတွေကိုတွားပြီးတော့တင်ဟာလေးခုမြောက်အင်တာတွေဝင်ပြီးတော့အီချီပန်မဲဟာနာကူဆန်ဒီပန်မဲဟာနာကူဆန်ဆန်ပန်မဲဟာနာကူဆန်ဆိုပြီးတော့ခေါ်လို့ရှိရင်သူဟာဖြူပတ်နေတဲ့လက်ကြီးနဲ့တင်းရှိမှာပေါ်လာပါလိမ့်မယ်နောက်ထပ်ခေါင်းလေးတစ်ခုလည်းရှိပါသေးတယ်တင်ဟာတင်ဟာကိုတဲ့ကို ြည့်နေပြီးတော့သူ့နာမည်ကိုမလျက်ဖဲသုံးခေါက်တော့နောက်ဆုံးခေါက်လို့ရှိရင်အင်္ဂါကွန်ထဲကနေပြီးတော့တွေးရရင်းရဲ့လက်ကြီးကပေါ်လာပြီးတော့တင့်ကိုဆွဲခေါ်တော့မှာပါသူ့ကိုမတွေးချင်ရင်လည်းတခြားနည်းလမ်းတွေရှိပါတယ်သူမဟာညပတ်နေတဲ့အင်္ဂါကြီးထဲမှာပဲနေတတ်ပါတယ်အဲ့ဒါကြောင့်ဂျပန်ကျောင်းဆရာတွေကကျောင်းသားတွေကိုအင်္ဂါကိုအမြဲတမ်းရှင်အောင်လုပ်ဖို့မှာတတ်တတ်ပါတခြားနည်းလမ်းတစ်ခုလည်းရှိပါသေးတယ်သင်ဟာအင်္ဂါသွားရင်လည်းတယောက်ထဲသွားလို့ရှိရင်တော့သူမနဲ့တွေ့နေပြီးတော့တင့်တင်ကြီးကိုခေါ်သွားလို့ရှိရင်တော့သူမနဲ့မတွေ့နိုင်ပါဘူး ။နောက်ဆုံးသူ့အောင်ရှောင်းဖို့နီးလန်းကတော့တင်ဟာကျောင်းမှာအစင်ကောင်းဆုံးနဲ့စာတော်ဆုံးကျောင်းသားဆိုရင်လည်းသူမှမနှောက်ရှက်ပါဘူး။နောက်ဆင်မှုရဲ့ဝိညာဉ်ကတော့ Harry Potter စကားတွေကဖိုရမောတက်လူတွေတော့လေဝိညာဉ်ကောင်းပါလိမ့်မယ်ဆင်ပါလေ။အဲ့ဒါကြောင့်တင်ဟာဂျပန်မှာအင်တာသွားရင်တော့တတိထားတင်ပါလိမ့်ခင်ဗျာ။ကျန်ဆိုရင်တော့တင်ဟာအင်တာတက်နေတော့တခါတော့ကြာပြီ။အနာကုဆန်ဟာရုပ်ထည့်ထွက်ပေါ်လာနိုင်ပါလိမ့်ခင်ဗျာ။ ာပေးနေပြီဆိုတာကဂျပန်တနားရီထဲမှာလည်းတကယ်ရှိပါလားဂျပန်လူမျိုးတွေတော်ပြီးကြီးလည်းပြီးနေပါလေမြတ်ခုကျွန်တော်နောက်လည်းဒီလူကိုစိတ်ဝင်စားစရာကောင်းတဲ့ကုသတွေတွေကိုတင်ဆက်ပြပါမလို့ကျွန်တော် channel လေးကို like and follow လေးလုပ်ပေးထားလို့ရပါတယ်နောက်အလုပ်ကိုကျေးဇူးတင်ပါတယ်တော်တော်